ားတို့တမီးတို့အားလုံးပဲမင်္ဂလာပါတီချဲကတော့စတ္တမရံပထဝီဘာသာရပ်ကိုသင်ကြားပို့ချပေးမယ်တီချဲမှုပဲဖြစ်ပါတယ်တီချဲဒီနေ့အခန်း၄ရဲ့သင်ခန်းစာတစ်ဖြစ်တဲ့မြန်မာနိုင်ငံဤအိမ်နီးချင်းနိုင်ငံများအကြောင်းကိုသင်ကြားပေးပါမယ်ဒီခါမှာဆိုလို့ရှိရင် ားတို့တမီးတို့အင်ကြီးချင်းနိုင်ငံ၅နိုင်ငံအကြောင်းကိုလေ့လာကြရမယ်။ပြည်နိုင်ငံကြီးလဲဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံအင်ကြီးယာသမ္မတနိုင်ငံကျုပ်ပြည်သူ့သမ္မတနိုင်ငံလာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနဲ့ထိုင်းနိုင်ငံတို့အကြောင်းပဲဖြစ်တယ်။အဲ့ဒီနိုင်ငံတွေရဲ့ဒီနေရာမိမိနာသွင်းပြင်ရေစင်ရာတီဥထုတဘာဝပေါက်ပြီးမြေစီလွာအရာတွေအားလုံးကိုခြုံငုံပြီးတော့ တီရှယ်တို့ကယူပပထဝီဝင်ရလို့သတ်မှတ်ထားခြင်းဖြစ်တယ်เนาะအဲ့တော့တီရှယ်တို့ဒီနေ့နိုင်ငံ၅နိုင်ငံနဲ့ကနေပြီးတော့เนาะတီရှယ်တို့ဘယ်လိုလိလသွားမလဲဆိုရှင်ပထမဆုံးမြန်မာနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံများအကြောင်းကိုအရင်စပြီးကြည့်လိုက်ကြရအောင်မြန်မာနိုင်ငံဟာအာရှတိုက်ရဲ့အရှေ့တောင်ပိုင်းအနောက်ဘက်ဆုံးမှာတည်ရှိနေတယ်เนาะတအားတို့တမီးတို့မူလာရအဆင့်ကနေပြီးတော့အခြေခံ သိရှိလာကြပြီးဖြစ်မယ်လို့လည်းဒီရှေ့ယုံပါတယ်မြန်မာနိုင်ငံရဲ့အနောက်မြောက်မြောက်အရှေ့ဘက်နဲ့အရှေ့တောင်ဘက်ဒီမှာဆိုလို့ရှိရင်သူကအာရှတိုက်ကုန်းမကြီးနဲ့ထိဆက်နေတယ်နော်ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်လာအိုထိုင်းအဲ့ဒီနိုင်ငံတွေနဲ့ဒီရှေ့တို့ကကုန်းနယ်နိမိတ်တွေရောယင်းနယ်နိမိတ်တွေရောထိဆက်နေတာဒီရှေ့တို့လေ့လာရင်းနဲ့တဖြည်းဖြည်းသိရှိသွားလိမ့်မယ်နော်အိန္ဒိယနိုင်ငံအရေးအတွက်ကဒီ မြန်မာနိုင်ငံဆိုရှင်အင်းကြီးချင်းနိုင်ငံအသင့်တင့်များတယ်เนาะအင်းကြီးချင်းများတဲ့ခါကျတော့ဆက်ဆံရေးကကောင်းမှဖြစ်မယ်အဲ့ဆက်ဆံရေးကောင်းမှုဆိုတာလည်းအလွန်အရေးပါတဲ့အချက်ဖြစ်ပါတယ်เนาะအဲ့တော့မြန်မာနိုင်ငံဟာအရှေ့တောင်အာရှ နိုင်ငံများအသင်းလို့ဖွဲ့စည်းထားတဲ့အာဆီယံအသင်းကြီးရဲ့အသင်းဝင် နိုင်ငံတစ်ခုလည်းဖြစ်တယ်ဒါသားတို့လည်းသိရှိပြီးဖြစ်ပါတယ်အရှေ့တောင်အာရှနိုင်ငံများမှာဘာတွေပါလဲအိန္ဒိယဘင်္ဂလားဒေ့ရှ် တီရီလင်္ကာဘူတန်နီပေါ်နိုင်ငံတွေအမြန်မာနိုင်ငံထိုင်းနိုင်ငံအဲ့ဒါပေါင်းပြီးဖွဲ့စည်းထားတာကိုဘင်းစတက်လို့ခေါ်တဲ့အဖွဲ့ဝင်နိုင်ငံเนาะအဲ့ထဲမှာမြန်မာနိုင်ငံအပါအဝင်တစ်ခုဖြစ်တယ်။နောက်ပြင်တေယုတ်လာအိုကမ်ဘောဒီးယားတိုင်းဗီယက်နမ်မြန်မာတွေပေါင်းပြီးတော့ဘလို့အဖွဲ့ဖွဲ့ထားသေးလဲဆိုလို့ရှိရင်မဟာမဲခေါင်ဒေသခွဲနိုင်ငံများအဖွဲ့ GMS အဲ့အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ် နော်အဲ့တော့ဒီချက်တို့ဒီမြန်မာနိုင်ငံရဲ့တရှိနေတဲ့ပုံလေးအိန္ဒိယနိုင်ငံနေနဲ့ဘလို့ထိဆက်နေရဆိုတာကိုဒီချက်မြေပုံလေးနဲ့တကွာဒီမှာသားတို့တမီးတို့လေ့လာလို့ရအောင်ဖော်ပြထားတယ်နော်အဲ့တော့မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံများအကြောင်းကိုသင်ကြားရင်းနဲ့ဘာတွေသိရှိသွားမလဲအဓိကချက်တွေမြန်မာနိုင်ငံဟာအာရှတိုက်ရဲ့အရှိတောင်ပိုင်းအနောက်ဘက်အဆုံဆုံးမှာရှိရဆိုတာကိုသိသွားပြီအာဆီယံလို့ခေါ်တဲ့ နော်ရှေ့တောင်အာရှနိုင်ငံများရဲ့အသင်းဝင်နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာကိုလည်းသိရပြီနောက်တစ်ချက်အိန္ဒိယဘင်္ဂလားဒေ့ရှ်တီလီငါဘူတန်နီပေါ်မြန်မာထိုင်းအဲ့နိုင်ငံတွေနဲ့ဖွဲ့စည်းထားတဲ့ဘင်စတက်ဆိုတဲ့အဖွဲ့ဝင်နိုင်ငံကြီးတစ်ခုဖြစ်တယ်ဆိုတာလည်းသိသွားပြီဩနောက်တစ်ခု တရုတ်လာအိုကမ်ဘောဒီးယားထိုင်းဗီယက်နမ်မြန်မာနိုင်ငံအဲ့ဒါတွေအားလုံးဖွဲ့စည်းထားတဲ့မဟာမဲခေါင်ဒေတာခွဲအဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံတခုဖြစ်တယ်ဆိုတာကို လိလာရင်းရဲ့ဒါသိရှိသွားကြပြီမြန်မာနိုင်ငံဟာဘာဖြစ်လဲဘင်္ဂါဒေ့ရှ်အိန္ဒိယကျေးဥလာအိုထိုင်းသူတို့နဲ့နင်နမိတ်တွေထိဆက်နေတယ်ဒါကြောင့်မလို့ထိဆက်နေတဲ့အိန္ဒိချင်းနိုင်ငံဟာလေအသင့်တင့်များတဲ့ကြောင့်မို့ဆက်ဆံရေးကောင်းမှုမလူတယ်ဆိုတာပြောချင်တယ်เนาะဆက်ဆံရေးကောင်းမှုကရန်ကိုအရေးပါပါတယ်เนาะအာရှတိုက်ရဲ့အတွင်းမှာတည်ရှိကြတဲ့အိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့ကြောင့်မို့လို့မုတ်တုံရောင်ဝင်းအတွင်းမှာလည်းသူကတည်ရှိနေတယ် နော်ဒါကြောင့်မလို့ယူပါပထဝီအနေနဲ့ကြည့်မယ်ဆိုရှင်တနိုင်ငံနဲ့တနိုင်ငံဟာဆက်ဆက်မှုတွေများစွာတူညီရဲဆိုတာကိုတချို့လူဒါကိုလေ့လာရင်းနဲ့သိရှိသွားကြမှာဖြစ်ပါတယ်ခန်းလေးရဲ့သင်ခန်းစာတစ်ဖြစ်တဲ့မြန်မာနိုင်ငံအင်းကြီးချင်းနိုင်ငံများအကြောင်းကိုဒီချက်တင် जा ပို့ချပြီးခဲ့ပါပြီအဲ့တော့ဒီသင်္ကန်းစာနဲ့ပတ်သက်ပြီးတော့သားတို့သမီးတို့အဓိကချက်တွေကိုသိရှိသွားကြမယ်လို့ဒီချက်မျှော်လင့်နေအဲ့တော့ဒီနေ့သင်္ကန်းစာကိုဒီလောက်ပဲဒီချက်တို့နားကြပါစို့ နောက်လာမယ့်သင်ခန်းစာနှစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးရဲ့အကြောင်းကိုသင်ကြားရင်းနဲ့ဒီချေတို့ပြန်လည်ဆုံတွေ့ကြပါစို့